င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်လွတ်တော်တက်ခွေမရပဲထောင်ထဲဝင်ရတဲ့ NLD အမတ်များနဲ့စင်ပြိုင်ဆိုရဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်1990ပြည်သူလွတ်တော်ရွှေကပွဲကတင်မြောက်လိုက်တဲ့လွတ်တော်အမတ်တွေဟာမြန်မာပြည်ရဲ့ပထမဆုံးလွတ်တော်မတက်လိုက်ရတဲ့ပြည်သူကိုယ်စားလှယ်ဖြစ်ကြပါတယ်ဒီလွတ်တော်ကအများဆုံးအနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့တကွာတခြားရွေးချယ်ခံလွတ်တော်ကိုယ်စားလှယ်များပြားလွတ်တော်တာဝန်တွေမထမ်းဆောင်ရပဲထောက်ပေအကျဉ်းချခံရတာတွေဖြစ်ခဲ့တယ်လို့ ြည်ပကိုထွက်ပြေးတင်းရှောင်ခဲ့ကြတာရင်းနဲ့ရှိပါတယ်။ဒီလွတ်တော်ရွေးကောက်ပွဲဟာမြန်မာပြည်မှာနှစ်30အတွင်းပထမအဦးဆုံးပါတီဆုံးလွတ်တော်ရွေးကောက်ပွဲဖြစ်ပြီးလွတ်လပ်စွာမဲဆွယ်ခွင့်သိမ့်မရှိပေမဲ့ရွေးကောက်တင်မြှောက်ခွင့်ရှိရလို့ဆိုကြပါတယ်။ဒီရွေးကောက်ပွဲဟာ1988ခုဆန္ဒပြပွဲတွင်ပြီးအာဏာသိမ်းစစ်အစိုးရလုပ်ပြီးတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ရွေးကောက်ပွဲပြီးမှလွတ်တော်ခေါ်မပြီးတဲ့အတွက် ရွေးကောက်ပွဲကတိဖြတ်တယ်ဆိုပြီးစစ်အစိုးရကို နိုင်ငံတကာကပြစ်တင်ရှုတ်ချခဲ့တာဖြစ်ပါတယ်။အနောက်မှတ်နေရ462နေရရှိတဲ့ရွေးကောက်ပွဲလုပ်ပြီးလွတ်တော်မခေါ်ခဲ့တဲ့ပြည်ရကမြန်မာနိုင်ငံရင်နှစ်20နောက်ကျသွားစေခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ဒီလွတ်တော်ကပညာရှင်နိုင်ငံရင်သမားစစ်ဘက်ရဲဘက်အရာရှိဟောင်းများပြားကိုရွေးကောက်တင်မြောင်းလိုက်ပြီးမဲ့သူတို့ရဲ့လုံအားကိုနိုင်ငံအတွက်အကျိုးရှိအောင်မသုံးနိုင်ခဲ့ပါဘူး။နောက်ဒီလိုလွတ်တော်မခေါ်နိုင်ပြီးစစ်အစိုးရအုပ်ချုပ်နေတဲ့အတွက်နိုင်ငံတကာရဲ့ဖိအားပေးပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ကာလဖြစ်တယ်လို့ ပြည်တွင်းမှာလည်းဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေမရရှိခဲ့တဲ့ကာလဖြစ်ပါတယ်။ဒီလွတ်တော်မတ်တွေထဲမှာထင်ရှားတဲ့နိုင်ငံအသီးပုဂ္ဂိုလ်တွေပါတယ်လို့1988ခုနှစ်နောက်ပိုင်းပေါ်ထွက်လာတဲ့လူငယ်နိုင်ငံသမားတချို့လည်းပါဝင်ပါတယ်။နောက်ဗိုလ်ချုပ်ကြီးနေဝင်းခေအစိုးရမှပါဝင်ခဲ့တဲ့စင်အရာရှိကြီးတွေနဲ့စင်အစိုးရအရာရှိတွေတက္ကသိုလ်ပညာရှင်တွေပါဝင်ကောင်ကိုလည်းတွေ့ရပါတယ်။နောက်လူမျိုးစုဒေသတွေကခေါင်းဆောင်တချို့လည်းရွေးကောက်ခံခဲ့ရပါတယ်။ဒီလွတ်တော်ဟာစင်ဆိုရှယ်လစ်ခေလုံးမြန်မာပြည်နိုင်ငံရင်းကိုထင်ဟပ်ခဲ့ပြီးမြင်လက်တွေ့မပေါ်ပေါက်ခဲ့တဲ့လွတ်တော်ဖြစ်လို့က ကိုပြောင်းလွှတ်တော်အဖြစ်တမိုင်းတွင်ခဲ့ပါတယ်။ဂန်နီခမ်းမှကြီးညာချက်အပါဝင် NND ရဲ့လွတ်တော်ခွန်ယူရေးလုပ်ငန်းစဉ်တွေကလည်းစစ်အစိုးရရဲ့တင်မြင့်ဆောင်60ကြီးညာချက်အပါဝင်ဖိနှိပ်မှုအစဉ်စင်အောင်မှပြောက်ွယ်ကြရပြီးလွတ်တော်ကိုဇွတ်ခေါ်လို့မရအောင်ဆိုတဲ့ခေါင်းစီးနဲ့သတင်းဆောင်ပါတွေကိုလည်းစစ်အစိုးရသတင်းစာတွေကဖော်ပြခဲ့ပါတယ်။ဒီလွတ်တော်မတ်တွေထဲမှာ NND ခေါင်းဆောင်ဒေါက်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်ကြီးဟောင်းတင်ဦးတို့တော့မပါဝင်ခဲ့ပါဘူး။ရွှေကောက်ပွဲမတိုင်ခင်1989ခုနှစ်ကလေးကသူတို့ကိုနေအခြေချုပ်ချထားပြီးဒေါက်ဆန်းစုကြည်ရဲ့ကိုယ်စားလှယ်လောင်းရှောင်းလွာကိုလည်းတစားညပါတီဘက်ကနေ ကန့်ကွက်လို့ရွေးကောက်ပွဲကိုလည်းဥပဒေနဲ့ညှိစွမ်းနေဆိုပြီးညှင်းပယ်ခံခဲ့ရပါတယ်။တကယ်တော့ဒီရွေးကောက်ပွဲကဦးကြည်မောင်ရဲ့ဦးဆောင်မှုအောက်မှာကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပြီး အရှာဝိတ်မဂဇင်းပါဦးကြည်မောင်ရဲ့ပြောစကားကိုအကြောင်းပြပြီးအစ်စ်အစိုးရဘက်ကအာဏာလွှဲဖို့ညှင်းဆန္ဒရင်းဖြစ်လာခဲ့ပါတယ်။တခြားဘက်ကလည်းဖွဲ့စည်းပုံအစ်စ်ဆွဲဖို့ဆိုပြီးအမျိုးသားညီလာခံတွေခေါ်တာရှိပါတယ်။ဒီအခြေအနေတွေကြားကနှစ်20နီးပါးဖြတ်တန်းခဲ့ရတဲ့လွတ်တော်မတ်တွေရဲ့အကြောင်းကလည်းစိတ်ဝင်စားစရာဖြစ်ပါတယ်။ဦးကြည်မောင်နဲ့တကွာဦးအောင်ရွှေဦးလွင်ဦးဦးချက်ကိုင်းစားတဲ့စေရရှိဟောင်းတွေကလွတ်လပ်ရေးကြိုးပမ်းမှုအစဉ်အဆက်မှာပါဝင်ခဲ့ပြီးတက်မတော်တာဝန်နဲ့အစ်စ်အစိုးရတာဝန်တွေထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။လမ်းစဉ်ပါတီခင်မှာသူတို့အငြင်းစား ပေးခံရတာရှိလာပြီး1988မှာတမူဟောင်းများမျိုးချင်းရဲဘော်ဟောင်းများဖြင့်ပြန်လဲထွက်ပေါ်လာတဲ့သူတွေဖြစ်ပါတယ်တမူဟောင်းတိုင်း NND ကောင်းဆောင်ဖြစ်မလာပေမဲ့ NND မှာတမူဟောင်းတွေနေရာရခဲ့ကြပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့တက်သည့်ပညာရှင်အုပ်စုထက်တမူဟောင်းအုပ်စုနောက်ပိုင်းမှာပိုဩဇာညောင်းလာတာကိုတွေ့ရပါတယ်အထူးသဖြင့်ဒေါအောင်ဆန်းစုကြည်နေအိမ်ကျဲချုပ်ကြတဲ့နှစ်တွင်တွင်ဦးကြည်မောင်ဦးအောင်ရွှေဦးလွင်စတဲ့တမူဟောင်းတွေကတာဝန်ယူပြီးပါတီကိုခေါင်းဆောင်ခဲ့ကြပါတယ် ဦးကြည်မောင်က1962အာနာသိန်းစာမှာတိုင်မှုတာဝန်ကဖေရှားခံရတဲ့ဗိုလ်မှူးကြီးဟောင်းဖြစ်ပါတယ်။သူဟာဗိုလ်ချုပ်ကြီးနေဝင်းအစိုးရရဲ့ဖမ်းဆီးမှုတွေခံခဲ့ရတယ်လို့နာဝတာစစ်အစိုးရလက်ထက်မှာလည်းအကြိမ်ကြိမ်ထောင်သွင်းအကျဉ်းချခံခဲ့ရပါတယ်။1990ရွေးကောက်ပွဲပြီးတရင်ထောက် Dominic Founder နဲ့တွေ့ဆုံခန်းမှာနူရင်ဘက်ခုံယုံမှာရုံတင်ခံရတဲ့ဂျာမန်တွေဘလောက်ရှိလို့လဲလို့ပြောခဲ့လို့ဆိုပြီးစစ်ဆိုးရတွင်ရင်မှုတင်ပိုချုပ်ခင်ညွန်ကတတိပေးပြောဆိုခဲ့ပါတယ်။သူကြောင့်အာနာလွဲပြောင်းရေးမဖြစ်မြောက်ခဲ့ဘူးလို့ဆိုကြပေမဲ့မထင်မှတ်ပဲ NND အောင်နိုင်မှုတွေကြောင့်စစ်ဆိုးရဘက်ကလွဲပြောင်းဖို့ရှောင်လွဲခဲ့တယ်လို့ဆိုကြပါတယ်။နောက်ပိုင်းမှာ NND တာဝန်ကနေအနားယူပြီးဦးကြည်မောင်ကွယ်လွန်သွားခဲ့ပါတယ်။ သူရဲ့ရောက်ဖဥလွင်နေပုံမှုကျောင်းဟာဥအောင်ရွှေတို့ကလည်း NND မှာနှစ်ပေါင်းများစွာအတွင်ရီမှုဥက္ကဋ္ဌတာဝန်နေနဲ့ဆောင်ရွက်ခဲ့ကြပါတယ်။သူတို့ကိုစီကန်တင်ချက်တဲ့အဖိုးကြီးတွေပါတီတွင်ထိန်းချုပ်မှုလွန်ကဲသူတွေလို့လူငယ်ပိုင်းကဝေဖန်ကြပေမဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ယုံကြည်ကိုးစားမှုကိုရခဲ့ရသူတွေဖြစ်ပါတယ်။သူတို့နဲ့ခေပြန်စစ်ရာရှင်ဟောင်းများပြန်လန်းစစ်ပါတီကပြောင်းလဲလိုက်တဲ့ တစညပါတီမှာဝင်ရောက်ရှင်ပြိုင်ခဲ့ကြပြီးမြတပါတီလုံးမှာဆက်ရောက်ပွဲနိုင်ခဲ့တာပါ NLD အမတ်ဖြစ်တဲ့တမူဟောင်းနေထဲမှာဥလွန်တင်ဥရွှေဥဆန်ဝင်စတဲ့ဝင်ကြီးဟောင်းတွေပါတယ်လို့တချို့လည်းပါတီကနှုတ်ထွက်သွားတာကိုတွေ့ရပါတယ် NLD မှာအရင်ဖာစာပါလာခက်ကနိုင်ငံရေးသမားတွေနဲ့တခင်ဟောင်းတချို့ပါဝင်တာကိုလည်းတွေ့ရပါတယ်တမူဟောင်းတွေလောက်ရှိမထွက်ခဲ့ပြီးမြတခင်စိုးမြင့်ဥလာပေဥတန်းထွန်းစတဲ့နိုင်ငံရေးသမားကြီးတွေကပါတီဗဟိုအလုံးမှုဆောင်တာဝန်နေယူခဲ့ကြတယ်လို့လွတ်တော်ကိုစားပြုကော်မတီ CRPP မှာလည်းပါဝင်ခဲ့ကြပါတယ်ကော်မူမန် မြောင်မြဘားဆွေကလည်းနိုင်ငံရေးလဟောင်းနဲ့ကဖြစ်ပါတယ်ခရိုင်အဆင့်မြို့နယ်အဆင့်တခင်ဖားစာပါလာရီနဲ့လမ်းစဉ်ပါတီဝင်ဟောင်းနိုင်ငံရေးသမားတွေနဲ့ NND အမတ်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်နောက်1950-1960ပြည်နှစ်တွေကတက္ကသိုလ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကြတဲ့ចောင်းသားခေါင်းဆောင်တချို့လည်း NND ကနေဝင်ရွေးခံရတာကိုတွေ့ရပါတယ်ခရိုင်ဥတီမာဝင်း ဗန်ဦးအောင်မောင်စတဲ့ဒီလက်ဝဲသမားတွေကိုစေအောင်ဆိုရကနှစ်ရှည်ထောင်ချခဲ့တယ်လို့ထောင်ထဲမှာပဲကွယ်လွန်ခဲ့ကြသူတွေလည်းရှိပါတယ်။တမကကောင်းဆောင်ဟောင်းတွေကတရင်စာစီယာဦးစုံသိန်းခေါ်မောင်ဝန်တာကလည်းလွတ်တော်မှာဖြစ်လာပြီးထောင်အချင်းချခံခဲ့ရပါတယ်။ NND ကရွေးချယ်လိုက်တဲ့ပညာရှင်ပမောက္ခတွေမှာထင်ရှားဆုံးကခစ်ဆန်းကဗျာဆရာကြီးမင်းသူဝန်ဖြစ်ပါတယ်။အသက်82နှစ်အရွယ်မြန်မာစာပမောက္ခဥဝန်ကော်မင်းသူဝန်ကအရင်ကနိုင်ငံရေးမှာပါဝင်တက်ကြွသူမရှိခဲ့ပေမဲ့သူ့ရဲ့တပြင်းညိုကဗျာဟာလွတ်လပ်ရေးကြိုးပမ်းမှုမှာအရေးကြီးတဲ့လှုံ့ဆော်ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။1960ကျော်ကြောင်းသားလှုံ့ဆော်မှုတွေဒီမင်းသူဝန်ကကဗျာနဲ့အားပေးထောက်ခံခဲ့တာတွေလုပ်ခဲ့ပါတယ်။သူအမတ်အရွေးခံရပြီးရင်နောက်ပိုင်းမှာတော့သူ့ကလောင်ကိုစစ်ဆိုးရကပိတ်ပင်တာသူ့အမိကိုစာနယ်ဇင်းတွေမှာဖော်ပြခွင့်မပြုတာတွေလုပ်ခဲ့ပါတယ်။နောက်ဆုံးအမ တ်ဖြစ်ကဖိအားပြီးနှုတ်ထွက်ခိုင်းခဲ့ပါတယ်။သူမရှိတဲ့နောက်2016မှာသူသားဦးထင်ကျော်က NLD အစိုးရခေတ်တမရဖြစ်လာပါတယ်။တခြားပညာရှင်မတ်တွေထဲမှာအမေရိကန်ကမဟာမိတ်စာဖွင့်ရတဲ့ အမေရိကန်ကမဟာဝိဇ္ဇာပွဲရခဲ့တဲ့ပညာရေးတက္ကသိုလ်ပါမောက်ခဟောင်းဦးထွန်းကျွင်နဲ့ဂျာမနီကသင်္ချာပါရကူပွဲရပြီးတီရီလင်ကာနဲ့ကင်ညာမှာကတိကလုပ်ခဲ့တဲ့ဒေါက်တာစိန်ဝင်းတို့ပါဝင်ခဲ့ပါတယ်။မန္တလေးအရှိတောင်မှဦးထင်ကျော်ကတော့နယူးဒေလီမှာနိုင်ငံတကာရင်းရပါရကူတန်းတီစီးပွားခဲ့သူဖြစ်ပါတယ်။မန်ချက်စတာတက္ကသိုလ်ကမဟာသိပ္ပံပွဲရကျမ်းမာရေးပညာပေးဆောင်တွေ့ရခဲ့တဲ့ဒေါက်တာအောင်ခင်စင်ကလည်းမင်္ဂလာတောင်ညွှတ်လွှတ်တော်မှဖြစ်ခဲ့ပါတယ်။ဒေါက်တာအောင်ခင်စင်ကအမျိုးသားညီလာခံကိုစန့်ကျင်တဲ့စာရွက်စာတမ်းတွေထုတ်မှုနဲ့ညီလာခံကိုထုတ်ပယ်ခဲ့ပါတယ်။ ောက်ထင်ရှားတဲ့ပညာရှင်မတ်တွေထဲမှာစာရေးဆရာတွေလည်းပါဝင်ပါတယ်ဘောဂပေတာအထူးအရာရှိဖြစ်ဘူချုပ်ကြီးနေဝင်စီမှာအမှုထမ်းပူတဲ့ မောင်စုဆန်းခေါ်ဦးချမ်းအီးလည်း NND မော်လမြိုင်အမတ်ဖြစ်ပြီးအကျဉ်းကျပြီးနောက်ပြန်နှုတ်ထွက်ခဲ့တာကိုတွေ့ရပါတယ်။မကွယ်လွန်ခင်မှာတော့စူးဆန်းဟာစစ်အစိုးရပြတ်ထန်းတဲ့2008ဖွဲ့စည်းပုံရကျင်းပတဲ့ရွေးကောက်ပွဲကိုတခုနဲ့တော့ထွက်ပေါက်ပြစ်တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ပမော်ကဥပုထွေကပမော်ညူနှွေးဟာလည်းထင်ရှားတဲ့ကြပြဆရာ NND အမတ်ဖြစ်ပြီးစာရေးသားခွင့်ပိတ်ပင်ခံခဲ့ရလို့သူ့ကြပြတွေကို BBC VOE Radio တွေကနေထုတ်လွှင့်ခဲ့ပါတယ်။စာပေလောကစာအုပ်တိုက်ပိုင်ရှင်သခင်ခင်ညွန့်လည်း NND ရင်းနှံကြောင်းမှဖြစ်ခဲ့ ပြီးအမျိုးသားစာပေစုရကျွန်တော်သားကြီးတေမင်းနဲ့စစ်ခင်သူစာအုပ်ရှိသူဒေါက်တာဦးမောင်ကမိုးမိတ်အမတ်ဖြစ်ပါတယ်။နောက် NND မှာပါတဲ့အလွာတစ်ခုကတော့အရာရှိဟောင်းနေတဲ့ဆရာဝန်ရှိနေအင်ဂျင်နီယာတွေဖြစ်ပါတယ်။ဒီထဲမှာတော့ဟာဘတ်တက္ကသိုလ်ကမဟာပွဲရတဲ့ဦးဆောင်ညွန်ကြိုင်ရင်မဟာဦးညွန်ဝေအမေရိကန်ပြန်ပြီးသူကဦးကျော်မင်းဒေါက်တာမြင့်နိုင်ဒေါက်တာဇော်မြင့်မောင်စတဲ့သူတွေပါဝင်ပါတယ်။အရွေးခံအမတ်တွေထဲမှာတပ်သား42ယောက်အရှက်ဖတ်ဝန်ထမ်းဟောင်း145ယောက်ရှေ့နေ54ဦးဆရာဝန်90နဲ့အရှက်သား194ယောက်ပါပါတယ်လို့ဦးခင်ကျော်ဟန် စာအုပ်ရတင်ရပါတယ်ဒီထဲမှာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ရက်ရွာမှာထင်ရှားတဲ့လူမှုဝန်ထမ်းသမားတွေလည်းပါပါတယ် NND လွတ်တော်ကိုယ်စားလှယ်ရီထဲမှာအမျိုးသမီးအမတ်တွေပါဝင်ပြီး15ယောက်ရှိပါတယ်အဲ့ဒီထဲကဒေါက်တာမေဝင်းမြင့်နန်းခင်ထွေးမြင့်ဒေါက်ခင် ထေးကျွယ်နဲ့ဒေါခင်ဆန်းလိုင်တို့က2020ရွေးကောက်ပွဲအထိ3လင်းချိန်တိုင်းပြန်လေးတင်မြောက်ခံရသူတွေဖြစ်ပါတယ်။စာရေးဆရာမရွှေကူမင်းနှင်းခေါ်ဒေါ်ဆန်မီကလည်း1990ရွေးကောက်ပွဲမှာတင်မြောက်ခံခဲ့ရပါတယ်။ဒေါ်ဆန်မီဟာသူ့ရဲ့နိုင်ငံ၏အကျဉ်းသူဘဝအတွေ့အကြုံတွေကိုအကျဉ်းဆက်မိမများအင်းစိန်မှတ်တမ်းတွေနဲ့ရေးသားထုတ်ဝေခဲ့ပါတယ်။1990ရွေးကောက်ပွဲရလဒ်တွေကိုမြမတန်ကကြီးညာခြင်းကစိတ်ကမ်းမြွနဲ့ကိုယ်စားလှယ်ဒေါ်ဆန်ဆန်းမီကနေစတင်ကြီးညာခဲ့တာဖြစ်ပါတယ်။ နာဝတာနာအဖအစိုးရခင်နိုင်ငံ၏ဖိနှိပ်မှုတွေအတွင်းဒီအမတ်များစုကယာရုကနှုတ်ထွက်တာထုတ်ပယ်ခံရတာရှိခဲ့ပါတယ်။တချို့လည်းအကြောင်းမျိုးမျိုးနဲ့ထောင်ချခံခဲ့ရပါတယ်။ဒီရက်ကမင်္ဂလာတောင်ညွတ်မတ်ဒေါက်တာသန်းအောင်ကိုစီးထိုးမှလို့လူနာတီတွေဆိုပြီးအာနာပိုင်တွေလက်သက်မွေးထားတဲ့ကြန့်ခိုင်ယူတွေကတိုင်လို့ထောင်စလင်းနေကြခံရတယ်လို့ဥခင်ကျော်ဟန်ရဲ့1990ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှတ်တမ်းစာအုပ်မှာပါပါတယ်။ Now NCGUB ကအဝင်းရောက်ညွှန်ပေါင်းဆိုရဖွဲ့ဖို့တိုင်းနယ်ဇက်ကိုအမျိုးသားဒီမိုကရေစီပါတီမှဒေါက်တာစိန်ဝင်းနဲ့အမတ်တချို့ထွက်သွားခဲ့ပါတယ်။အဲ့ဒီတည်းကအမတ်တချို့နဲ့အိန္ဒိယရောက်ဒေါက်တာတင့်ဆွေတို့ဟာအဝင်းရောက်ဆိုရဝင်းကြီးတွေဖြစ်လာခဲ့ပါတယ်။ဒီဝင်းကြီးတွေတွေကရေဦးမတ်ဦးဝင်းကိုဟာတရုတ်နိုင်ငံရှူနန်ပြည်နယ်ကုမင်းမြို့ကဟိုတယ်တစ်ခုမှာ1993ခုနှစ်ကတပ်ဖြတ်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာအဝင်းရောက်ဆိုရမိမ့်မိန်သွားပေမဲ့ဝင်းကြီးချုပ်ဟောင်းဒေါက်တာစိန်ဝင်းကမြန်မာပြည်ကိုအမဝံကွဲဖြစ်သူဒေါအောင်ဆန်းစုကြည်လက်ထက်2019 ာမှပြန်လာလို့ရခဲ့ပါတယ်။အမတ်တွေ NND ပါတီကနှုတ်ထွက်ပင်ဖြတ်ခံရတာရှိသလိုပဲ NND တွေကအမတ်တွေသဘောထားကွဲပြီးထွက်တာတွေလည်းရှိပါတယ်။ဒီလိုထွက်တဲ့အတဲကဝန်တာနု NND ထောင်သူရှိသလိုတတိပုဂ္ဂလကိုယ်စားလှယ်ဖြင့်အမျိုးသားညီလာခံ၁၇တဲ့မင်္ဂလာတုံးကဥတင်ထုံးမောင်လိုလူတွေလည်းရှိပါတယ်။2008ဖွဲ့စည်းပုံအတည်ပြုပြီးနောက်ပိုင်းမှာတော့အမတ်တွေကြားသဘောကွဲမှုတွေပုံများလာပါတယ်။နာအဖအစိုးရလုပ်တဲ့ရွှေကပွဲကိုဝင်ပြိုင်လို့သူတွေက NDF အမျိုးသားဒီမိုကရေစီအင်အားစုမြင့်တဲ့ပါတီတစ်ထောင်ပါတယ်။ဦးခင်မောင် ཚོགས པའི ཁེ ဦးသိန်းညွန်ဦးစိန်လာဦးစတဲ့ NND တဲ့ကဒုတိယရန်ကောင်းဆောင်တွေပါတီတစ်ကိုရောက်သွားပြီး2010ရွေးကောက်ပွဲကိုဝင်ပြိုင်ပေးမယ်လဲ16နေရာကပဲရပြီးကြက်ခိုင်ရင်ကပဲအများစုနိုင်ခဲ့ပါတယ်။နှစ်30ကျော်ခဲ့ပြီးမြေ1990ကလွတ်တော်မခေါ်နိုင်ခဲ့တဲ့ဖြစ်ရက်ကမြန်မာနိုင်ငံရေးမှာရိုက်ခတ်ဆဲဖြစ်ပါတယ်။မကြာခင်ကဖြစ်ခဲ့တဲ့ရွေးကောက်ပွဲအငင်းပွားမှုတွေနဲ့အာဏာသိမ်းမှုတွေကြောင့်လည်းအရက်သားနိုင်ငံရေးမှာတက်ကဝင်ပြီးချုပ်ချယ်တာတွေပိုဆိုးလာလိမ့်မလားဆိုပြီးဆွေးနွေးစရာဖြစ်နေပါတယ်။1996က NND ပါတီအစည်းအဝေးအတွက်မတ်တွေကိုရန်ကုန်ခေါ်ရမှာ 38ရာဖမ်းခံခဲ့ရပါတယ်။စင်ပြိုင်အစိုးရအဖွဲ့မှဆိုလို့ဆိုတဲ့အကြောင်းပြချက်နဲ့နိုင်ငံရေးလှုံ့ဆော်မှုရှိတဲ့အမတ်တွေကိုနေဆက်ကတက်စကန်နေမှာခေါ်ယူထိန်သိမ်းတာတွေကြောင့်လည်းနှုတ်ထွက်တာမျိုးတွေဖြစ်ခဲ့ပါတယ်။သုံးနှစ်ထိထိန်သိမ်းခံရတဲ့အမတ်တွေတောင်ရှိခဲ့ပါတယ်။နောက်အမတ်မိသားစုတွေကိုဖိအားပေးတာနဲ့စီးပွားရေးလုပ်ငန်းတွေကိုပိတ်ပင်တာတွေလည်းရှိခဲ့ပါတယ်။ဒီလိုအစဉ်လာရှိခဲ့တဲ့အတွက်2020ရွေးကောက်ပွဲဟာအမတ်တွေကိုစစ်ဆိုးရတဲ့ကဘယ်လိုသဘောထားမလဲပူပန်စရာဖြစ်ပါတယ်။ တခါအမတ်တွေကိုအယုံကြည်မရှိကြောင်းထောက်ခံပွဲတွင်လုတာလက်မှတ်ကောက်တာတွေကိုလည်းအရင်စစ်အစိုးရခေတ္တလျှောက်မှာတွေ့ကြရပါတယ်အာနာပိုင်တွေကကိုအလိုမကျတဲ့ရွှေကောက်ပွဲရလက်ဆိုရင်လိလီကိုရှူလိုက်လူကျင်းနေရလက်ဖြစ်လာနိုးနိုးနဲ့အစ်စ်ပြန်လုံလိုက်လုံနေရင်တိုင်းပြည်နာကတ်ကိုကလေးကစားရရောက်မယ်ဆိုပြီးဒေါအောင်ဆန်းစုကြည်ကလည်း1998ကပြောခဲ့ပါတယ်ရွှေကောက်ပွဲလုပ်ပြီးလွတ်တော်မခေါ်ပြီးတဲ့ဖြစ်ရဖြတ်သိမ်းဖြစ်တဲ့ဖြစ်ရတွေကဒီမိုကရေစီအသားမကျတဲ့နိုင်ငံတွေရဲ့အားနည်းချက်ဖြစ်ပြီးနိုင်ငံတည်ငြိမ်မှုကိုလည်းထိခိုက်စေပါတယ်1990ရွှေကောက်ပွဲ ဲ့အတွက်ပါတီမပုံတင်권ရ236ဖွဲ့ရှိပြီးတဖြည်းဖြည်းဖြတ်သိမ်းမှုနဲ့အဖြတ်ခံရမှုတွေကြောင့်နောက်ဆုံးမှာဆက်ပါတီပဲကြံ့ရင်ခဲ့ပါတယ်လို့စောင်းပွားမှာရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။